ဒါကတော့ကျွန်တော်ကိုယ်တိုင်ဖန်တီးထားတယ်ကျွန်တော်ရဲ့ကိုယ်ပိုင်ကဘာကြီးတစ်ခုပဲဖြစ်ပါတယ်ဗျဟဲ့လိုကိုလူတို့အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကအီယာမဂျိုကြီးတစ်ခုကိုကိုယ်တိုင်ဖန်တီးတိဆောက်ရမှာပဲဖြစ်ပါတယ်ဗျဒီဂိမ်းလေးရဲ့နာမည်ကတော့ Bee Planet လို့ခေါ်ပါတယ်။အဲဒါနဲ့ဗီဒီယိုကြည့်ပြီးတော့ like မနှိပ်တဲ့သူတွေကတော့မနေ့ကကျွန်တော်ပြောသလိုမျိုးဖြစ်မှာပါဗျ။ Okay ကျွန်တော်ဒီမှာပစ္စည်းတစ်ခုအရင်ဝယ်ရမယ်။ Okay သူကဒီမှာပစ္စည်းတစ်ခုဝယ်ခိုင်းနေပေါ့နော်။ဒါကတော့ကောက်ရိုးတွေစိုက်တဲ့နေရာပေါ့ဗျာ။ โอเคဒါ20ဆိုမဆိုးပါဘူး။အော်တော့ဒီမှာနောက်တစ်ခုထပ်ပြီးတော့ဝယ်ခိုင်းနေ။โอเคဒီမှာနောက်တစ်ခုထပ်ပြီးတော့ဝယ်လိုက်မယ်။အဲကျွန်တော်တို့ကဒီအရဒီမှာ home ဆိုတဲ့နေရာမှာစရမှာ။အော်ဒါကတော့ကျွန်တော်တို့ရဲ့ plan net ပေါ့နော်။โอเคဟုတ်ပြီဒီဒီ plan net ပေါ်မှာကျွန်တော်တို့အဲ့လိုမျိုးနေရာတွေစရမှာဗျနေရာတွေထားရမယ်။အာခဏလေးဒီအရကိုဘယ်မှာထားရမလဲဒီမှာထားလိုက်မယ်။โอเคဒီမှာထားလိုက်မယ်။အဲဒီမှာကောက်ရိုးတွေစိုက်တဲ့နေရာပေါ့နော်။အာနေရာတစ်ခုတော့ရပြီ။โอเคကျွန်တော်နောက်တစ်ခုကိုဒီမှာထားလိုက်မယ်။အာ daily rewards တဲ့ဘာလဲမသိဘူး။ daily rewards တွေပါဖြတ်ရတယ်အာ drying trees တွေရောက်ရေအော်တစ်သားတွေကွာโอเคဒီမှာနောက်တစ်ခုထားလိုက်မယ်အဲတစ်သားတွေကလည်းဒီမှာ collect လုပ်လို့ရတယ်ဗောနော်โอเคကျွန်တော်တို့ဒီပစ္စည်းတွေကိုလည်းရောင်းလို့ရမယ်နေတင်တယ်အော်ဒီမှာဟုတ်တယ်ဒီမှာ collect ပြီးတော့ကျွန်တော်တို့ပြန်ရောင်းပေးရမှာဗျာတည်လားโอเคဒီမှာဒီကောက်ရိုးတွေကိုကျွန်တော်တို့အရင်သွားရောင်းမယ်အခုနကောက်ထားတဲ့တစ်သားတွေလည်းရှိရယ်ဗျာโอเคဘယ်လောက်ရမလဲတော့မသိဘူး show လိုက်မယ် အဲတရာကျော်တော့ရတယ်မစိုးပါဘူး။အော်ဒီမှာပစ္စည်းအစ်တီကျော်ထပ်ပြီးတော့ဝယ်ရမယ်။အဲဒီမှာမော်လာဥနီပေါ့နော်။မော်လာဥနီက85ကျက်ဆိုတော့မစိုးဘူးအတန်နဲ့။ Okay ဒီမှာမော်လာဥနီကိုကျွန်တော်တို့ရဲ့ plan နဲ့ပုံမှာပြန်ပြီးတော့ထားလိုက်မယ်။ဆိုတော့ဒီမှာထားလိုက်မယ်။ Okay ဒီမှာမော်လာဥ site king တစ်ခုလည်းရသွားပြီပေါ့နော်။အဲကောက်ရိုးတွေနဲ့မော်လာဥတွေနဲ့ဗျာ။အဲဒီမှာသူများတွေရဲ့ base တွေဂျိုးတွေလည်းရှိရပေါ့နော်။သူများတွေရဲ့ဂျိုးတွေကလည်းကျွန်တော်လိုပဲဗျာ။အကြီးကြီးပဲဒီနားမှာအများကြီးပဲဗျာ။မော်လာဥတွေကတော့ဒီမှာရနေပြီပေါ့နော်။ရနေပြီဆိုတော့ကျွန်တော်တို့ call လက်လိုက်မယ်။ โอเคဒီ ਾਇ ရီကပတ်စံတော်တော်ရမယ်ထင်တာပဲရောင်းကြည့်ရမယ်မုံလာဦးကဗျာဈေးနေနေများရည်ဆိုတော့ပတ်စံပို့ရမယ်ထင်တယ်โอเคရှိုးလိုက်မယ်အဲ400ကျော်တော့မှရတယ်400ကျော်ဆိုမစိုးဘူးဗျအဲ့ဒီမှာ event show event show ကမတူဘူးဗျ event show ကဟာတွေကဈေးပို့ကြီးရေပေါ့နော် store ရေလည်းမရှိဘူးโอเคဟုတ်ပြီကျွန်တော်ဒီမှာရိုးရိုး show ပဲဝယ်လိုက်မယ်အာဒီမှာကအော်ဒီမှာ berry berry ဟိုကပါထပ်ပြီးတော့ဝယ်လို့ရပြီဝယ်လာတဲ့ဟာတွေကိုကျွန်တော်နေရာချပေးလိုက်မယ် အာโอเคဒီအောင်ဒီမှာထားလိုက်မယ်ကျုပ် berry pin ကိုကြာတော့ berry pin ကိုဘယ်မှာထားရင်ကောင်းမလဲမသိဘူးအာဒီမှာပဲထားလိုက်ကောင်းမယ်ထင်တယ်โอเคဒီမှာပဲထားလိုက်မယ်ပေါ့နော် berry โอเค berry pin ကဒီမှာထားလိုက်မယ်အာရပြီဒါဆိုရင်တော့အကျွန်တော်စီမှာနည်းနည်းစုံလာပြီဗျာဘယ်လိုပြောရမလဲပစ္စည်းတွေပေါ့နော်ဂျိုထွက်ပစ္စည်းတွေဗျာဒီ planet ကထွက်တာဆိုတော့โอเคဒီတစ်ပင်တွေကလည်းအဲ့လိုမျိုးကျွန်တော်တို့တစ်သားတွေပါထုတ်ပြီးရဗျာအဲ့ဒါတွေကလည်းရောင်းလို့ရတဲ့အထဲမှာပါတယ်ကဲ berry pin တွေကတော့ဒီမှာတီးနေပြီပေါ့နော်အကျွန်တော် collect လုပ်လိုက်မယ် โอเคဒီ berry pen ကလည်းတော်တော်ရမယ်ထင်တယ်ဒီကောင်ကမော်လာဥနီထက်တော်မှာပို့ပြီးတော့ဈေးကြီးရယ်ဗျာအဲ့လို share ရမယ်လို့ထင်တာပဲအဲဒီအပင်တွေကတော့မရသေးဘူးโอเคရတဲ့ဟာတွေကိုအရင်သွားပြီးတော့ရှောင်းလိုက်မယ်โอเคဘယ်တော့ရမလဲတော့မသိဘူးဗျာကျွန်တော် show လိုက်မယ်ပေါ့နော်အာ600ကျော်တော့ရတယ်600ကျော်ရတယ်ဆိုတော့မစိုးဘူးဗျာကျွန်တော်တို့ဒီပစ္စည်းအစ်စ်တွေထပ်ပြီးတော့ဝယ်လို့ရပြီအာโอเคဒီမှာ event show ဟာဝယ်လို့ရတယ်အဲ့ဒါရွှေပြုံသီးပင်ပေါ့နော် โอเคဒီဟာလည်းမစိုးဘူးကွာဒါ900တောင်ပေးရတယ်ဆိုတော့မစိုးဘူးကွာကျွန်တော်ယူထားလိုက်မယ်အာဒီရွှေပြုံပင်ကိုကြတော့ဒီမှာထားရင်ကောင်းမယ်โอเคဒီမှာရွှေပြုံပင်တော့ရပါပြီဗောနောကျောစီမှာအပင်တွေကတော်တော်ဆုံနေပြီဒီကောင်ကြီးကလည်းမပြည့်သေးဘူးရောင်ကြီးအားဒီမှာ berry ပင်ကရနေပြီ berry ပင်တွေကအသီးသီးတာနည်းနည်းမြန်နေဗျတခြားပင်တွေထက်ဆိုင်ဒီကောင်ကတော်တော်မြန်နေလို့ပြောလို့ရတယ်ဗျဒီ pine forest ဆိုတဲ့ဟာတော့နည်းနည်းကြာတယ်ဗျဒီကောင်ကိုစောင်းရတာတော့โอเคရတော့ရပြီ အာဒီကောင်ကကျောင်းတစ်သားကြီးထုတ်ပေးရပါတော့ဒီမှာတစ်သားလုံးနေထုတ်ပေးရဗျာအတစ်သားကြီးကရောင်းရင်တိတ်ပြီးတော့ဈေးမရတော့ဘူးလို့တော့ထင်တာပဲကျွန်တော်ကတော့โอเคတခြားဟာတွေကရွှေပြုံသီးတွေကတော့မရသေးဘူးပေါ့နော်အဲ့လိုရားရဟာတွေရင်သွားပြီးတော့ရောင်းမယ်โอเคဘယ်လောက်ရမလဲမသိဘူးအဲ့300ကျော်ပဲရတယ်တဲ့အေးပါကွာကျေးဇူးတင်ပါတယ်အဘူးရှော့တဲ့ဒါဘာလဲမသိဘူးဘူးစလုပ်တာလည်းထင်တယ်အဟုတ်တယ်ဒီမှာဘယ်လိုပြောရလဲပူဘူးစလုပ်ပြီးတဲ့ item တွေကွာโอเคကိုလို့ကျွန်တော်တို့ဒီမှာပစ္စည်းတွေပဲဝယ်လိုက်တော့မယ် โอเคဒီမှာ berry ပင်ပဲဝယ်လို့ရမှာဗောနော်ကြံတဲ့ဟာတွေကတော့ no store ရင်းနဲ့ဈေးကြီးရင်းနဲ့ဆိုတော့ berry ပဲဝယ်လိုက်မယ်အာ250ဆိုတော့ဒါပဲဝယ်လိုက်တော့မယ်โอเค berry ပင်ကအကောင်းဆုံးပဲဗျာတီးတာလည်းမြန်နေဗောနော်အပြီးတော့ဈေးကလည်းတန်နေဗျာအာ berry ပင်ကိုဒီမှာထားလိုက်မယ်โอเคဒီမှာ berry chain ဗောနော်ကဲ berry chain တွေကတော့တော်တော်များနေပြီအိုးဒီမှာ berry ပင်တွေကတော့တီးနေပြီဗောနော်ကျွန်တော်ယူပြီးတော့သွားရောင်းအောင်မယ်ဗျာ အဒီကောင်ကြီးအများကြီးပဲရတာပေါ့ဒါမှမဟုတ်ဈေးတွေပါတယ်တိတ်ပြီးတော့မရဘူးဗျထင်သလောက်မရဘူးပေါ့နော်အဘိုင်းပြီးကျွန်တော်သွားရောင်းကြည့်မယ်ဗျာနည်းနည်းပပတော့ရမှာပေါ့โอเคရပြီကဲကျွန်တော်베리디တွေသွားရောင်းမယ်ဘယ်လောက်ပေးမလဲဘယ်လောက်ပေးမလဲများများဆဆလေးတော့ပေးလိုက်တော့ကို့လူပါလေအာတထောင်ကျော်ရတယ်ဆိုတော့မစိုးဘူးဗျဒါမှမဟုတ်ကျွန်တော်ပတ်စံခဏလောက်စုထားမယ်အော်မစုတာဘူးဟောပါလေ update လုပ်မယ် update လုပ်မယ်โอเคဒီမှာ베리ပင်တွေကို update လုပ်လိုက်မယ်အမ် update လုပ်လိုက်ပို့ပြီးတော့ကြမ်းသွားပြီโอเค အဲဒီမှာ update လုပ်လိုက်တော့ဗျာပို့ပြီးတော့ကြမ်းသွားတာဗောနော်ဒီကောင်ဒီပတ်စံတွေပါပြီးပို့ပြီးတော့ရပြီဗျာ okay ကိုလို့ကျွန်တော်ပတ်စံထက်ပြီးတော့စူရမယ်ဗောနော်ပတ်စံကတော့ဒီမှာအကုန်ပြန်ပြီးတော့ပြောင်းသွားပြီဗျာ a few moments later okay ကျွန်တော်ဒီမှာပတ်စံကတော့တထောင်ကျော်နေပါပြီဒါပေမဲ့ကျွန်တော်ပစ္စည်းတစ်တည်းမဝယ်ခင်မှာ brother တို့ကိုအကျိုးရှိရလေးတခုလဲပြောခြင်းတယ်ဗျာပြီးရှောက်မှာဆိုရင် robot တွေ grow garden တွေပတ်တွေ minecraft တွေက minecraft တွေကိုဈေးနှုန်းတက်တာဆိုတာနဲ့ဝယ်ယူရရှိနိုင်မှာပဲဖြစ်ပါတယ်ဗျာ Facebook နဲ့ Telegram မှာလည်း review ကောင်းတွေရှိတဲ့အတွက်ယုံကြည်စိတ်ချရပါတယ်။ Bishop ကိုဆက်သွယ်ရမယ့် link ကိုလည်းကျွန်တော်ရဲ့ comment မှာအသေးချလေးပင်ထောက်ပေးထားပါတယ်ဗျ။ Okay ကိုလို့ကျွန်တော်တို့ဒီမှာပစ္စည်းတွေဝယ်မယ်။အာပစ္စည်းတွေဝယ်မယ်ဆိုတော့ဒီမှာဓာကြီးဝယ်လိုက်မယ်။အဓာဘာလဲတော့မသိဘူး။ဒီဂန္ဓာရအပင်လားမသိဘူးဗျာ။ကောင်းမယ်လို့တော့ထင်တာပဲ။ Okay ကျွန်တော်ဒီဟာကိုဘယ်မှာထားရမလဲ။ Okay ဒီမှာထားလိုက်မယ်။အေးမရဘူးက you can only place အော်ဒီကောင်ဒီတဲရှိရဲ့နေရာမှာပဲထားလို့ရမှာတဲ့။ ကန္နာရအပင်မို့လို့ထင်တယ်ဗျာရိုးရိုးနေရာမှာထားလို့မရဘူးဗောနော်ဒါသေးလားမသိဘူးအဟုတ်တယ်ဒီမှာဒီမှာထားလို့ရတယ်โอเคဒီမှာတော့ထားလို့ရတယ်ဗောနော်တော်ပါသေးရဲ့ရောင်ကြီးဒီကောင်ကလည်းနေရာဒီပါလေးရွေးတယ်ဗျာသိရမလားโอเคကျောပတ်စံစုဖို့အတွက်ဒီမှာပစ္စည်းလေးလိုက်ပြီးတော့ကော်လက်လိုက်မယ်အပင်ရောရောင်းစားရမယ်ဗောနော်ပတ်စံ400ကျော်ပဲရှိရဗျာ400ကျော်နဲ့ဆိုတော့တိတ်ပြီးတော့စင်မပြေဘူးအာဒီမှာ berry တွေပဲရနေတယ်ရအောင်ကြီးကျန်တဲ့ဟာတွေကမရသေးဘူးကွာကျန်တဲ့ဟာတွေကနည်းနည်းကျရတယ်ဗျာ berry တွေကတော့ရတာမြန်တယ်ပေါ့နော် โอเคဒီအရည်ကမရသေးဘူးကပိုင်ဖော်ရက်စ်တို့အော်တမရွှေပြုံသီးတွေရနေပြီโอเคရတခုလဲလားအော်နှစ်ခုနှစ်ခုဟဲ့နှစ်ခုလဲပေးတာရအောင်ကျေးဇူးတင်ပါတယ်โอเคဘာဖြစ်ဖြစ်ရတော့ရပါပြီဗောနော်ကျွန်တော်သွားပြီးတော့ရအောင်မယ်ဗျာဘယ်လောက်ရမလဲတော့မသိဘူးပြုံသီးတွေပါပါတယ်ဆိုတော့ဈေးကောင်းရမယ်လို့ထင်တာပဲโอเคရှိုးလိုက်မယ်ကဲကိုလူဘယ်လောက်ပေးမှာလဲချိုးပြပြလေးတော့ပေးလိုက်တော့เนาะချိုးပြပြလေးပေးလိုက်တော့โอเคရောင်းလိုက်မယ်ဗျာ အဲ800ကျော်ပဲရတယ်တဲ့ oh my god ပြုံသီးရပါတာတော့မရဘူးအာဝယ်ဖို့က berry ပင်မဲဝယ်လို့ရမှာကွာတခြားကတော့ဝယ်လို့မရဘူး okay berry ပင်မဲဝယ်ထားလိုက်မယ်ဗျာဒီကောင်လေးကဈေးတန်တယ်ဆိုတော့လည်းမတက်နိုင်ဘူး okay ဒါပြန်ပြီးတော့ထားလိုက်မယ်ဆိုတော့ကျွန်တော်တို့ဒီအားကိုဒီမှာထားလိုက်မယ်အာ okay ရပြီကဲကျောင်းဒီမှာ berry ပင်တွေကတော့တော်တော်များနေပြီဗောနော် okay ဒီမှာ pine forest တွေကလည်းရနေပြီအကုန်လုံးကိုကျွန်တော်ယူရမယ်ပစ္စည်းတွေအများကြီးပဲ စ္စည်းတွေအများကြီးပဲပတ်စံတွေကတော့ share ရပြီပတ်စံတွေကတော့ share ရပြီဒီဘက်ဒီဘက်ရောက်သွားအရောင်ကြီးတစ်တုံးတွေอ่ะโอเคကျွန်တော်တို့ဒီမှာပစ္စည်းတွေကတော့ collector ကုန်တလောက်ဖြစ်သွားပြီဗောနော်โอเค update လုပ်ပေးလိုက်မယ်ရှေ့ပြုံပင်ုံနည်းနည်းပို့ပြီးတော့ကြမ်းအောင်โอเคပတ်စံတရာကျော်ပဲရှိရောပဲဗျာအဆင်မပြေဘူးမွဲသွားပြီမွဲသွားပြီဆိုတော့ကျွန်တော်ပတ်စံစုရတော့မယ် အေးဟိုကပါလေရှားစောင်းကမရသေးဘူးကဒီကောင်ကနည်းနည်းစောင်းရမယ်ပြဒီကောင်ကတခြားဟာတွေနဲ့မတူဘူးဗျနည်းနည်းကြာတယ်ပေါ့နော်ကဲကြောရတာတဲ့ item တွေကိုတွားပြီးတော့ရှောင်းမယ်ပတ်စံမရှိတော့ဘူးဆိုတော့ဗျအဆင်မပြေဘူးတိတ်ပြီးတော့ဘယ်လောက်ပေးမလဲတော့မသိဘူးရှောင်းကြည့်လိုက်မယ်ပစ္စည်းတွေအများတော့များတယ်ဗျအဲ900ကျော်ပဲရတယ်တဲ့ Oh my god အများကြီးပဲရောင်းလိုက်တာ哦 Okay ကြောဘာပြစ်မစိုးပါဘူး update တင်ပေးလိုက်မယ်ကွာရတဲ့ပတ်စံတွေရတယ်လို့လုံးဝမှာပဲ โอเคကျွန်တော်ပတ်စံအရတော့300ကျော်ပဲပြန်ပြီးတော့ဖြစ်သွားပြီဗောနော်အဲ့တော့ကျွန်တော်ဒီမှာ identity ထည့်ပြီးတော့စုပါမယ်ပတ်စံအရလေခဏခဏကုန်နေဗျာဒီလားကုန်တာကနည်းနည်းမြန်တယ်အဒီဟာကြီးကမရာသေးဘူးဗောဒီကောင်ကြီးကနည်းနည်းကြာတယ်베리ကတော့တိတ်ပြီးတော့မကြာဘူးကြံတဲ့ဟာကြီးကတော်တော်ကြာတယ်ဗျာโอเคအဲတခြားကတော့မရှိတော့ဘူးဗောနော်ယူစရာโอเคအဲ့တော့ကျွန်တော်တို့ဒီမှာရာသလောက်ကိုတွားပြီးတော့ရောင်းမယ်ဘယ်လိုဘယ်လိုပြောင်းပြန်ရင်ဖြစ်နေရလဲโอเคရပြီကဲ okay. ရတဲ့လောက်လေးကျွန်တော်တို့ရောင်းလိုက်မယ်အဲ900ကျော်သွားပြီ900ကျော်သွားပြီဆိုတော့ကျွန်တော်တို့ဘာဝယ်လို့ရလဲဆိုတော့ရွှေပြုံသီးပဲဝယ်လို့ရမယ်ထင်တယ်ဟုတ်တယ်ရွှေပြုံသီးပဲဝယ်လို့ရမှာဆိုအစင်မပြေဘူးဒီ2000တန်ဟာကြီးကိုကျွန်တော်လိုချင်တာဗျာတော်ရပြကျုံ2000တန်ဝယ်မယ်ဆိုရင်စောင့်နေရမှာဆိုတော့ရွှေပြုံသီးပဲဝယ်လိုက်တော့မယ်အဒီကောင်900ဆိုတော့တန်တယ်ကွာโอเคကျုံဒီရွှေပြုံသီးကိုဘယ်မှာထားရမလဲအာဒီမှာထားလိုက်မယ်โอเคဒီမှာရွှေပြုံသီးနောက်ထပ်တစ်ခုပေါ့နော် ထပ်ပြီးတော့ဝယ်လိုက်ပြီဗျာရွှေရွှေပြုံစိုက်ခင်းပေါ့နော် okay ဒီမှာ pine forest တွေဟိုအားတွေကတော့ရနေပြီဟာအာ okay ဒါလေးကို call လိုက်မယ် pine forest ကလည်းတော်တော်ကြာတဲ့မှာပါတယ်ဗျာပြီးရင်ဈေးရောင်းလို့ရှိရင်ကြာတော့တိတ်ပြီးတော့မရဘူးဗျာဈေးက okay ကျော်ကောလာတာတော့ဒီမှာအများကြီးပဲပေါ့နော်ပြီးရင်အဲ့ဒါသွားရောင်းလို့ရှိရင်ဘာမှရမှာမဟုတ်ဘူး pine forest ကြီးဘယ်ရောက်သွားလဲဩဒီမှာဒီမှာလွင့်ရောက်လာဗျဒီကောင်လေးကအဝေးကြီးပဲ okay ဒီမှာ အများကြီးပဲရောင်းရေ။အော်ဒီမာဒီရောအဲ့ရောဒီဘက်ဒီဘက်ရောက်တယ်ဟာဒီဘက်ဒီဘက်ရောက်နေရ။တော်တော်ဆိုးနေပြီ။ Okay ဒီမှာရားတဲ့လောက်ကျွန်တော်သွားရောင်းမယ်။အာဒီကောင်လေးကရားလာတော့နဲမှာဗျအသိပ်ပြီးတော့မရတော့ဘူး။ Okay ရှိုးလိုက်မယ်။ရောင်း900ကျော်ပဲရတယ်ထင်တဲ့အတိုင်းပါပဲ။ဘာဝယ်လို့ရမလဲမသိဘူး။900ကျော်နဲ့ကဘယ်ပြီပဲဝယ်လို့ရမှာအဆင်မပြေဘူးဟာ။အိုးရောင်းဒီမှာဂန္ဓာရအပင်လေးကပေါက်နေပြီနဲ့ထင်တယ်။ရှိုးလိုက်မယ်။အဟုတ်တယ်ပေါက်နေပြီပေါက်နေပြီ။ โอเคဒီကောင်ဂန္ဓာရပင်ဆိုတော့လုံးဝဈေးကောင်းရမယ်လို့တော့ထင်တာပဲဗျာโอเคရောင်းကြည့်လိုက်မယ်ကဲဘယ်လောက်ပေးမလဲကိုလူဂန္ဓာရပင်ပါဆိုတော့1400ကျော်ရတယ်1400ကျော်ရတယ်ဆိုတော့မစိုးဗျာကျွန်တော်တို့ပတ်စံစုထားလိုက်မယ်ဗျာနောက်ထပ်နည်းနည်းကော်လက်ပြီးတော့ပတ်စံထက်ပြီးတော့စုလိုက်မယ်ပေါင်းပြီးတော့လीများအောင်လို့ဗျာပတ်စံနေပါလीโอเคကိုလူဒီမှာကျွန်တော်ရောင်းစရာတွေကတော့ရှိတယ်ဗောနော်အရှိရဆိုတော့ရောင်းလိုက်တော့မယ်ကဲဘယ်လောက်ရမလဲမသိဘူး2000နေပါကျော်သွားမှထင်တယ်အဲ1900ကျော်တဲ့အာမရဘူးဗော2000ကျော်မှကျွန်တော်တို့ ဟိုဟာဗာလဲအိုက်တန်ဟိုဟာအစ်စ်ပေါ့နော်ဝယ်လို့ရမှာဆိုတော့ဆိုတော့2000ကျော်အောင်လို့နည်းနည်းကော်လတ်လိုက်မယ်โอเคအဲဒါမှရွှေပြုံသီးလည်းရနေပြီဆိုတော့ဒီရွှေပြုံသီးနဲ့ဒီဘယ်ရီနဲ့ရောင်းလိုက်ရင်တော့2000ကျော်မယ်လို့ထင်တာပဲโอเคရောင်းကြည့်လိုက်မယ်2000ကျော်ရင်ရပြီဗျာ2000ကျော်ရင်အိုက်တန်အစ်စ်ဝယ်လို့ရပြီโอเคရပြီရပြီ let's go အိုက်တန်အစ်စ်ဝယ်မယ်အာဒီမှာ9ခန်းပေါ့နော်ဒီက2000ပဲရှိရယ်ဗျာ โอเคငါးခန့်အတီလီကိုဝယ်လိုက်ပြီကဲငါးခန့်ဆိုတော့ကျွန်တော်ရေထဲမှာထားလိုက်မယ်ပေါ့နော်အော်ရမရာဘူးလေရောငါးကြီးရေနစ်မှာဆိုးလို့လာမသိဘူးရောအေးကုန်းပေါ်မှာပဲထားလို့ရမယ်ဆိုတော့โอเคဒီမှာထားလိုက်ပဲအာဒီကောင်ကဒီမှာအချိန်နည်းနည်းတော့စောင့်ပေးရမယ်ဗျာနည်းနည်းတော့ကြာမယ်နဲ့ထင်တယ်โอเคစောင့်ရမယ်ဆိုတော့လေကျွန်တော်နည်းနည်းစောင့်လိုက်ကြတာပေါ့ let's go ကျွန်တော်တို့ဒီမှာ special ငါးခန့်လေးရတော့ရှားသွားပြီပေါ့နော်အိုးဒီမှာငါးလေးကြီးထွက်လာပြီအဲဒါကုံချမ်းလေးတွေပေါ့ဗျာကျွန်တော်တို့ရောင်းစားဖို့အတွက်ကုံချမ်းတွေပေါ့နော်โอเคဒါလေးလည်းယူလိုက်မယ် အာโอเคဒါလေးလည်းမစိုးဘာယူထားရမယ်ကဲကျွန်တော်ရဲ့ကဘာကြီးကတော့အခုဆိုရင်တော်တော်လေးကိုမိုက်ဝါကြီးပေါ့နော်ကျွန်တော်ရဲ့ကိုပိုင်ကဘာကြီးကအဲ့တော့ကျွန်တော်ဒီနေ့ဗီဒီယိုလေးကိုတော့ဒီမှာပဲဆုံးသတ်လိုက်ပါမယ်အာဒီဂိမ်းလေးကိုလည်း brother တို့တွေ့ရတဲ့အချိန်မှာသဘောကျမယ်လို့ထင်ပါတယ်ဆောလို့လည်းမိုက်တယ်ပေါ့နော်အကျုပ်နောက်ထပ်ဗီဒီယိုအစ်စ်တွေမှာပြန်ပြီးတော့တွေ့ကြပါမယ်တကယ်လို့ပတ်တူးဆောရမယ်ဆိုရင်လည်း comment မှာမှတ်ပေးခဲ့လို့ရပါတယ်အဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ